cruising down the highway windows down low အားလုံးမင်္ဂလာပါ review by vanicola ska ပြန်လည်ကြိုဆိုလိုက်ပါတယ် Mton Chekhov ဆိုတာက1860ကနေ1904ခုနှစ်အတွင်းရုရှားစာပေလောကမှာလူသိအများဆုံးဝိတုတုံနဲ့ပြဇာတ်ကြီးစာရေးဆရာတယောက်ပဲဖြစ်တယ်သူ့ရဲ့ရိုးရှင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အစာရေးဟန်ဟာခေတ်ပြိုင်စာရေးဆရာတွေအပေါ်မှာကြီးမားတဲ့လွှမ်းမိုးမှုတွေရှိခဲ့တယ်ဒါပေမဲ့သူ့မှာအခြားစာရေးဆရာတချို့နဲ့အမှုပညာရေးအငင်းပွားမှုတွေလည်းရှိခဲ့တယ်လို့ပြောရမယ် ရုရှားစာရေးဆရာအန်တွန်ချက်ကော့ကသူ့ဘဝတစ်လျှောက်လုံးမှာနာမည်ကြီးစာရေးဆရာတွေနဲ့ပြပခဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေရှိတယ်လို့ဆိုရမယ်။ရုရှားစာရေးဆရာတချို့ကအန်တွန်ချက်ကော့ရဲ့စာပေကိုအတိတ်ပဲမဲ့ပြီးလူမှုရေးအရအားနည်းနေတယ်ဆိုပြီးတော့ဝေဖန်ခဲ့ကြဘူးလေ။ထင်ရှားတဲ့အဖြစ်အပျက်က လီယိုတော့စတရဲ့အနုပညာရေးအမြင်ခွာခြားမှုပဲဖြစ်တယ်။လီယွန်ဒော့စထရိုက်ကအန်တွန်ချက်ကော့ထက်အသက်ပိုကြီးတယ်။လီယွန်ဒော့စထရိုက်ကို1828ခုနှစ်မှာမွေးဖွားခဲ့တယ်။အန်တွန်ချက်ကော့ကတော့1860ပါ။အ ဝေးဖွာခဲ့တယ်။ဒါကြောင့်တော့စတိုက်ကချက်ကော့ထက်အသက်32နှစ်ကြီးရလို့ဆိုရမယ်။အသက်အရွယ်ကွာခြားမှုရှိကြပေမဲ့အစောပိုင်းကာလတွေမှာသူတို့နှစ်ဦးကရုရှားစာပေလောကရဲ့အကြီးမြတ်ဆုံးစာရေးဆရာနှုတ်ဖြစ်တဦးကိုတဦးလေးစားဂုဏ်ပြုခဲ့ကြတယ်။ချက်ကော့ကလီယိုတော့စတိုက်ကိုလေးစားတာကြောင့်လီယိုတော့စတိုက်ရဲ့လွန်မှုမှုအောက်မှာစာရေးခဲ့ဘူးတယ်လို့ဆိုတယ်။တော့စတိုက်ကလည်းချက်ကော့ရဲ့ဝိတုတို့တွေကိုအထူးနှစ်သက်ခဲ့တယ်။တော့စတရိုက်ကချက်ကော့ရဲ့ the step ဆိုတဲ့ဝတ္ထုတော်ကိုသဘောကျပြီးတော့ချီးကျူးခဲ့ပူတယ် ရုရှားပြည်ရဲ့အလပဆုံးစာရေးဆရာများတွေကတဝူအဖြစ်မှတ်ချက်ပြုခဲ့တယ်။ချက်ကောကလည်း1895ခုနှစ်ကလီယိုတော့စရာရဲ့အိမ်ကိုတွားလေခဲ့ဘူးလေ။လီယိုတော့စရာရဲ့အိမ်ကယာနာယာပိုယာနာဆိုတဲ့အရက်မှာတည်ရှိတယ်။ယာနာယာပိုယာနာဆိုတဲ့အရက်ကလီယိုတော့စရာမွေးဖွားကြီးပင်းခဲ့တဲ့နေရာပဲဖြစ်တယ်။လီယိုတော့စရာရဲ့ကပါကျော်ဝတ္ထုတွေဖြစ်တဲ့စစ်နယ်ငင်းငယ်ရဲ့အင်နာကာရနီနာလိုဝတ္ထုကြီးတွေကိုဖန်တီးခဲ့တဲ့နေရာလေးဖြစ်တယ်။နောက်ဆုံးလီယိုတော့စရာတင်ကြိုင်အုပ်ကိုတည်ရှိတဲ့နေရာဖြစ်တယ်။ လီယိုဒော့စ်ရိုက်ကချက်ကော့ရဲ့စာပေကိုအတိမတ်ပြုတ်ခဲ့ပေမဲ့သူတို့နှစ်ဦးကြားမှာတော့အမှုပညာအယူအဆတွေမတူညီခဲ့ဘူးလို့ဆိုရမယ်။ဒော့စ်ရိုက်ကစာပေကလူအဖွဲ့အစည်းအတွက်ကိုကျင့်တရားနဲ့ဘာသာရေးဆုံးမတွေကိုပေးသင့်တယ်လို့ယုံကြည်ခဲ့တယ်။ချက်ကော့ကတော့စာပေကဘာသာရေးဒါမှမဟုတ်နိုင်ငံရေးတုန်သင်ချက်တွေမပါဘဲနဲ့လူဘဝရဲ့ချုပ်ထွေးမှုတွေကိုသာရိုးရိုးသားသားရှုမြင်ပြသသင့်တယ်လို့ယူဆခဲ့တယ်။1899နှစ် ကာလာကိုရောက်တဲ့အခါမှာလီယိုဒော့စတရိုက်ကချက်ကော့ရဲ့ The Darling ဆိုတဲ့ဝိထုတော်ကိုစတင်ပြီးတော့ဝေဖန်ခဲ့တယ်။ဒော့စတရိုက်က The Darling ဝိထုတော်ထဲမှာပါတဲ့အမျိုးသမီးဆက်ရုပ်ကအချစ်အတွက်သာအသက်ရှင်ပြီးတော့ကိုပိုင်အတွေးခေါ်ကင်းမဲ့နေတယ်လို့ဝေဖန်ခဲ့တယ်။ချက်စကော့ကလီယိုဒော့စတရိုက်ရဲ့နောက်ပိုင်းလက်ရာတွေကိုလက်မခံခဲ့ဘူး။လီယိုဒော့စတရာရဲ့နောက်ပိုင်းလက်ရာတွေဖြစ်တဲ့1899ခုနှစ်မှာထွက်ရှိခဲ့တဲ့ Resurrection ဆိုတဲ့ဝတ္ထုတွေကအကြောင်းအရာတွေကဘာသာရေးတရားဟောပြောမှုတွေအလွန်ကြုံပါနေတာကြောင့်မကြိုက်ဘူးဆိုပြီးတော့ဒီတလင်းပြောခဲ့တယ် ဒီယိုဒော့စတရဲ့နောက်ပိုင်းလက်ရာတွေကဘာသာရေးအလွန်ကျုံပါနေတယ်။ဒါကြောင့်လီယိုဒော့စတရိုက်နဲ့မလိုက်ဖက်ဘူးဆိုပြီးတော့ချက်ကောက်ဝေပိုင်ခဲ့တယ်။ဒော့စတရဲ့အမှုပညာအတက်ပညာတွေစစ်နိုင်နေဉာဏ်ရည်အင်နာကာရနီနာလိုမျိုးကြီးမြတ်တဲ့ဝိတ္ထုတွေကိုအတိမတ်ပြုခဲ့တယ်။ဒါပေမဲ့အတနာအတွေးခေါ်တွေနဲ့စာပေဝါဒဖြန့်ချီရဲ့ကိရိယာအဖြစ်အသုံးချနေမှုဖြစ်ခြင်းကြောင့်နောက်ပိုင်းစာပေလက်ရာတွေကိုအားမပေးဘူးဆိုပြီးတော့ချက်ကောက်ကဝေပိုင်ပြောဆိုခဲ့ဘူးတယ်။ဒီခွဲလွဲမှုကစာပေလောကအတွက်တာမန်ကိစ္စတစ်ခုတည်းပေါ်တယ်။ realism လို့ခေါ်တဲ့အနုပညာရဲ့ရည်ရွယ်ချက်နဲ့စာရေးဆရာတွေရဲ့တာဝန်ကိုပုံမနှက်ဆိုင်တဲ့အနုပညာဆရာအငင်းပွားမှုတွေကိုကိုသားပြုနေတယ်လို့လည်းဆိုနိုင်တယ်။သူတို့ဟာပုံကိုရေးရတော့ရန်သူတွေမဖြစ်ခဲ့ပါဘူး။ချက်ကော့ဟာလီယိုဒော့စထရိုက်ရဲ့လေးစားခြင်းကိုခံခဲ့ရဆိုလီယိုဒော့စထရိုက်ကလည်းချက်ကော့ကိုလေးစားခဲ့တယ်။စာရေးဆရာတွေရဲ့အနုပညာအရာအငင်းပွားမှုတွေရှိပေမဲ့သူတို့ဟာရန်သူတွေမဖြစ်ခဲ့ပါဘူး။လီယိုဒော့စထရိုက်နဲ့ချက်ကော့ရဲ့ဆက်ဆံရေးကအနုပညာအရာအမြင်ကွဲမှုတွေရှိတယ်။ ဒါပေမဲ့နှုတ်စလုံးကတူးနဲ့တူလေးစားမှုတွေရှိခဲ့တယ်။ရှင်းနေတဲ့ဆက်ဆံရေးတွေရှိခဲ့တယ်လို့ဆိုရမယ်။အငင်းပွားမှုကွဲလွဲမှုတွေရှိတဲ့စာရေးဆရာကြီးတွေမှာမဂ္ဂဇင်ကော်ဂီလည်းပါခဲ့တယ်လို့ပြောရမယ်။မဂ္ဂဇင်ကော်ဂီကအန်တွန်ချက်ကော့ရဲ့ The Seekers ပြဿတ်ကိုလူမှုရေးအရမလုံရှားသောအမှုပညာအဖြစ်စတင်ဝေဖန်ခဲ့မှုတယ်။ချက်ကော့ကလည်းကော်ဂီရဲ့ The Lower Depth ဆိုတဲ့ပြဿတ်ကိုဇလန်းရအားကောင်းပေမဲ့လည်းအမှုပညာအရကြံတန်းလုံးတယ်လို့မှတ်ချက်ပြုခဲ့မှုတယ်။မဂ္ဂဇင်ကော်ဂီကလူမှုတော်လှန်ရေး စပေဖြစ်အများပြုသူတွေကိုတိုက်တွန်းသင့်တယ်လို့ဆိုရဲစာရေးစရာအတိုင်းကလူရန်စားတိုက်ပွဲမှာပါဝင်သင့်တယ်ဒါကိုလက်ခံယုံကြည်ရမယ်ဆိုပြီးတော့မဂ္ဂဇင်ကော်ကီကလို့ဆိုချက်တွေရှိခဲ့တယ်ချက်ကောကတော့စပေဆိုတာနိုင်ငံရေးလက်နက်မဟုတ်ဘူးလူသားတွေရဲ့ရှုပ်ထွေးတဲ့စိတ်နေသဘောထားကိုဖော်ပြရတာဖြစ်တယ်ဆိုပြီးတော့ပြန်လဲတုတ်ပြန်ထားတယ်ဒီအရာကအခြေခံကွဲလွဲမှုတွေဖြစ်ခဲ့တယ်လို့ဆိုရမယ်လူမှုရေးမညီမျှမှုတွေကိုထောက်ပြတတ်တဲ့မဂ္ဂဇင်ကော်ကီကချက်ကောနဲ့ကျွန်တော်ကသဘောထားကွဲလွဲမှုတွေတော့ရှိခဲ့တယ် နိုင်ငံရေးအမှုပညာအမြင်တွေနဲ့ကွဲလွဲမှုတွေရှိခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကမိတ်ဆွေတွေသာဖြစ်ခဲ့တယ်။အပြန်အလှန်အကြံဉာဏ်ပေးမှုတွေသာရှိခဲ့တယ်လို့ဆိုခဲ့ဘူးလေ။အမှုပညာအတွက်အမှုပညာဖြစ်ရမယ်ဆိုပြီးတော့ခံယူထားတဲ့အန်တွန်ချက်ကော့က19ရာစုရုရှားစာပေလောကရဲ့လူမှုရေးတာဝန်ကိုအလေးပေးတဲ့အမြင်နဲ့စန့်ကျင်နေတယ်လို့ပြောရမယ်။အထူးကကွဲလွဲမှုရဲ့အရင်းအမြစ်ကစာပေသည်လူမှုအကျိုးပြုရမယ်လို့ယုံကြည်ထားတဲ့ကာလနဲ့ကြုံတွေ့ခဲ့ရတာကြောင့်လည်းဖြစ်နိုင်တယ်။တကယ်တော့ချက်ကော့က Tostrike Kogiro နဲ့အမှုပညာ အမြင်ကွဲလွဲမှုတွေရှိခဲ့တယ်။ဒါပေမဲ့ဂျန်သူတွေတော့မဟုတ်ခဲ့ဘူး။နီကိုလိုင်းလီစကော့ကစပီ အလွတ်တဘောရေးဟန်ကိုမကြိုက်ဘူးဆိုပြီးတော့အရေးအသွေးအငင်းပွားမှုတွေပြုလုပ်ခဲ့တယ်။ချက်ကော့ကလည်းဒါကိုပြန်လဲတုံ့ပြန်မှုတွေတော့မရှိခဲ့ဘူး။ချက်ကော့ရဲ့ယူဆတစ်ခုကစပီဟာဘသူ့ကိုမှတုံ့တင်မှုမဟုတ်ဘူး။ဘဝရဲ့အမှန်တရားကိုသာ ပြသနိုင်ဖို့သာဖြစ်ရမယ်ဆိုပြီးတော့ပြောဆိုခဲ့တယ်။အန်တွန်ချက်ကော့ရဲ့အမြင်က ခစ်ပြိုင်တွင်နဲ့အနေငယ်ကွဲထွက်နေတယ်လို့ဆိုရမယ်။ အမှုပညာရဲ့လွတ်လပ်မှုအယူဆကပဲသူ့ကိုကမ္ဘာစာပေသမိုင်းမှာအထင်ကရပြစ်စေခဲ့တယ်။အန်တွန်ချက်ခော့ဆိုတာကနာမည်ကြီးရုရှားစာရေးဆရာတစ်ယောက်အဖြစ်ယနေ့အချိန်ထိတင်ပေါ်ကျော်ကြားနေတဲ့စာရေးဆရာတစ်ယောက်ပဲဖြစ်တယ်။သူ့ရဲ့စာပေတွေကလည်းလွတ်မှုနိုင်စွမ်းရှိသလိုသူ့ရဲ့နေမှုထိုင်မှုတွေကလည်းအခြားစာရေးဆရာတွေနဲ့ကွဲလွဲနေတာကိုတွေ့ရနိုင်ပါတယ်။ဒါကတော့အန်တွန်ချက်ခော့နဲ့အမြင်မတူတဲ့စာရေးဆရာတွေနဲ့အန်တွန်ချက်ခော့အကြောင်းကိုပြောပြတာချင်းဖြစ်ပါတယ်။ ျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံတီးလိုက်ပါကြည့်ပေးတဲ့ထူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြကြပါအောင်အားလုံးပဲ see you in the next video